တရုတ်ဘီလီယံနာတွေဇက်တိုက်ပျောက်ဆုံးခြင်းရဲ့နောက်ွယ်ကလက်မဲကြီးတရုတ်နိုင်ငံမှာကြီးကြီးတက်ချမ်းသာပါတယ်ဆိုတဲ့ဘီလီယံနာတွေထူးထူးဆန်းဆန်းပျောက်ဆုံးသွားနေတယ်ဆိုတာကိုပြည်သက်တွေသိပါသလားထုတ်ဝက်ဆန်းကျဲစွာပျောက်ဆုံးနေတဲ့အတွက်တရုတ်ဘီလီယံနာတွေကြီးလန့်စားစားပြီးတော့နေနေရပါတယ်ဒီလိုပျောက်ဆုံးနေတဲ့အတွက်ဘီလီယံနာအတိုင်းဝန်းကလူတွေအိတ်ကြောင်းချင်းမအိတ်ရစားကောင်းချင်းမစားရလည်းဖြစ်နေပါတယ်ဘာကြောင့်လဲဆိုတော့ဒီဘီလီယံနာတွေကပျောက်ဆုံးစင်းရင်းနဲ့ဘယ်တော့ပါသွားမလဲဆိုတာကိုစိုးရိမ်ကြောက်လန့်နေရတဲ့အတွက်ကြောင့်ပါပြောင်းဆုံးသွားပြီးနောက်ပြန်ပေါ်လာတဲ့ဘီလီယံနာတွေကလုံးဝကိုအပိုးကျသွားပြီးတော့လူမြင်ကွင်းကိုမထွက်တော့လောက်ဖြစ်သွားပါတယ် တချို့ BDN တွေကတော့ပိုင်ဆိုင်မှုတွေအသိခံရပြီးတော့နှိရှေထောင်နဲ့ဘဝဆက်သိမ်းသွားကြပါတယ်။အန်ဩစရာကဒီတရုတ် BDN တွေပျောက်ဆုံးရခြင်းရဲ့နောက်ွယ်ကလမ်းမဲကြီးကတော့တရုတ်အစိုးရကိုယ်တိုင်ပဲဖြစ်နေတယ်ဆိုတာပါ။တရုတ် BDN တွေကဘလို့အကြောင်းရင်းတွေကြောင့်ဇက်တိုက်ပျောက်ဆုံးနေကြရတာလဲ။ဒီတရုတ် BDN တွေကတရုတ်အစိုးရရဲ့ဖြာကြားရလောက်တဲ့ငကားမျက်စောင်းတံကိုဘလို့မျိုးခံစားခဲ့ကြရတယ်လဲ။ဒီအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်တွေဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ဖိတ်ခေါ်လိုက်ပါရစေ။ ကြည့်ရှုရင်မှာ Bass Media ကို Like and Follow လုပ်ပြီးတော့အားပေးသွားဖို့လည်းပြောချင်ပါတယ်။အင်အားကြီးသူတွေကြမှာဝင်နဲ့အာနာကကအဆုံးဖြတ်ပြီးရယ်ဆိုတာကလောကကြီးရာမှာတစ်ခုပါ။ဒါပေမဲ့တရုတ်နိုင်ငံမှာတော့ငွေဘလောက်ရှိရှိအာနာမရှိရင်အလကားပါပဲ။ပြီးတော့တရုတ်နိုင်ငံမှာအာနာကိုချုပ်ကန်ထားသူက CCP လို့ခေါ်တဲ့တရုတ်ကွန်မြူနတီပါတီပဲဖြစ်ပါတယ်။တာမန်လူတွေကအစားတောက်တော့လေချမ်းသာလေပြည်ပြည်နာတွေအစုံတရုတ်အစိုးရကိုလုံဆန်လို့မရပါဘူး။ ါရီမကသေးပဲကဘာကြော်ပါလေဆိုတဲ့တရုတ်ဆောင်အစိုးရတွေအားလုံးဟာတရုတ်အစိုးရရဲ့အာဏာစက်ကိုခြိကဘာကြီးကဘာသွားလို့လို့မရပါဘူး။လုံးမရဆိုရင်တော့တရုတ်အစိုးရရဲ့ကြောင်းမဖွဲ့ကောင်းလာတဲ့ငကားမြန်ဆောင်ထံကြောင့်ပြားကြကုန်မှာဖြစ်ပါတယ်။လက်ရှိအချိန်မှာတရုတ်အစိုးရရဲ့ဒေါသကိုခံစားနေရတဲ့သူကတရုတ်နိုင်ငံကဘီလီယံနာအတိုင်းဝန်းကလူတွေပါ။ဒီငွေကြေးချမ်းသာပါတယ်ဆိုတဲ့လူတွေကပါတရုတ်အစိုးရကနေဖိနှိပ်နေရတဲ့အကြောင်းရင်းကတော့အာဏာကိုခွဲဝေပေးရမှာဆိုလို့ပဲဖြစ်ပါတယ်။ဒီအထက်ကမှအထူးဆုံးကတော့ဤပညာကိုအုပ်စိုးထားတဲ့လူတွေပါပဲ တရုတ်အစိုးရကနည်းပညာကုမ္ပဏီတွေကိုဖြိုခွဲနေရတဲ့အကြောင်းရင်းကသူတို့လက်အောက်ကနေလွတ်ထွက်သွားပြီးတော့ထိန်းချုပ်လို့မရတဲ့အထိအားကောင်းသွားမှာဆိုလိုပါဘလိုနီးလန်းတွေနဲ့ဖြိုခွဲတယ်လဲဆိုတာကတော့ဒီကုမ္ပဏီတွေစီကနေငွေကြေးဘီလီယံနဲ့ချီပြီးတော့အလှူခံတာနဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကိုဖိအားပေးအနိုင်ကျင့်တာတွေပဲဖြစ်ပါတယ်။အဲ့ဒီကျမှဆိုရင်အလီဘာဘာကိုတီထောင်ထားတဲ့ဂျက်စမားတော်မှမလွတ်ခဲ့ပဲနဲ့လူမြင်ဝေးမထွက်ရဲတော့တဲ့အထိဖြစ်သွားခဲ့ရပါတယ်။တချို့တွေဆိုရင်ပြောင်းခြင်းမလာပြောင်းဆုံးသွားခဲ့ပြီးတော့နှိရှိထောင်နဲ့ထောင်ကျသွားတယ်ဆိုတာကလွဲ့ရင်ကျန်တာဘာမှမသိခဲ့ရပါဘူး။ တချို့တွေကတော့ပြောင်းဆုံးပြီးနောက်ပြန်လွတ်လာခဲ့ပေမဲ့အရင်လိုထောင်းထောင်းလောလောမနေရတော့ပဲတီးတက်နေတော့တာပဲဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာအချက်ကတရုတ်ကွန်မြူနစ်ပါတီရဲ့အာဏာဆက်ချက်တွေမှုပါ။တရုတ်အစိုးရကလက်ရှိမှာစီးပွားရေးနဲ့ပတ်သက်ပြီးနိုင်ငံပိုင်လုပ်ငန်းတွေကိုကိုပီးရင်ပြီးအားပေးနေပြီးတော့ပုဂ္ဂလိကကုမ္ပဏီတွေကိုဖိနှိပ်ထားနေခြင်းဖြစ်ပါတယ်။ဒါကြောင့်အစိုးရရဲ့အာဏာကစီးပွားရေးလုပ်ငန်းတွေအပေါ်မှာတိတိတသာတက်ရောက်လာပြီးတော့စိုက်တလို့ဝင်ရောက်ချေလေဝင်ရနေတာပါ။ဒီနည်းနဲ့အစိုးရကနေသူ့ရဲ့အာဏာဆက်ကိုနိုင်ငံရေးကနေစီးပွားရေးအထိချဲ့ထွေနေတာဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့နိုင်ငံတွင်းမှာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှေးကွေးတာနဲ့ကျွေးမီထူပြောလာတဲ့အပြင်တရုတ်ရွန်ဝေရဲ့တန်ဖိုးငိမ့်ကျလာတာပဲဖြစ်ပါတယ်။ဒါကြောင့်တရုတ်နိုင်ငံမှာဘီလီယံနာတွေလည်းအထည်နာနေပြီးတော့ငွေကြေးဆုံးဖြတ်မှုတွေအများအပြားရှိလာနေပါတယ်။ဒါတွေမကသေးပဲစီးပွားရေးကြဆင်းမှုကြောင့်တရုတ်အစိုးရကဖိအားအများအပြားရှိနေပြီးတော့ဒီအချိန်မှာငွေကြေးချမ်းသာတဲ့အုပ်စုကအခွင့်ကောင်းယူပြီးတော့အာဏာကိုလိုဝဲကြီးအုပ်သွားမှစိုးနေတာဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်ပဲတရုတ်ဆိုရကနိုင်ငံတွင်းကတရုတ်ပြည်ထောင်စုတွေကိုဖိနှိပ်နေပြီးတော့သူတို့ရဲ့အာဏာကိုမခွဲဝေပေးရည်နဲ့တချိန်တည်းမှာပဲအာဏာဆက်ကိုချဲ့ထွင်နေတာပါ။ဒါကြောင့်အလုံးစုံဖိနှိပ်မှုတွေကြောင့်တရုတ်နိုင်ငံတွင်းကပြည်ထောင်စုတွေကသူတို့ရဲ့ပိုင်ဆိုင်မှုကိုနိုင်ငံပြင်ပကိုရွှေ့ပြောင်းပြီးတော့ယုံထွက်ဖို့ကြိုးစားနေကြပါတယ်။ငွေကြေးရှိသူတရုတ်ပြည်ထောင်စုတွေနဲ့အာဏာရှိတဲ့တရုတ်အစိုးရတို့ကြားတိုက်ပွဲကဘယ်လိုမျိုးအဆုံးသတ်သွားမလဲဆိုတာကတော့စိတ်ဝင်စားကြရဖြစ်ပါတယ်။ ပြည်သက်တွေကြီးရှုခဲ့ရတာကဘတ်မီဒီယာကတင်ဆက်တဲ့တရုတ်ဘီလီယံနာတွေဇက်တိုက်ဆိုသလိုထူးထူးဆန်းဆန်းပျောက်ဆုံးနေရခြင်းနောက်ွယ်ကအကြောင်းပြချက်တွေအကြောင်းပဲဖြစ်ပါတယ်။ပြည်သက်တွေဒီဗီဒီယိုလေးကိုကြီးရှုပြီးတော့တရုတ်အစိုးရကိုအာခံပြီးလို့ဘဝဆက်သိမ်းသွားရတဲ့ဘီလီယံနာတွေအကြောင်းကိုဘလို့မြင်မိပါသလဲ။ပြည်သက်တွေရဲ့အမြင်ကိုကွန်မန့်မှာရေးသွားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။စုံကြီးကြီးရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။